ဲတို့အားလုံးမင်္ဂလာပါဒီဗီဒီယိုလေးကိုမြန်မြန်လေး share ပေးစီချင်ပါတယ်နော်လူဘဝမှာမလွတ်မသိကြုံတွေ့ရမယ့်အကြောင်းတရား၁၇ပါးအကြောင်းလေးပြောပြပါလားဒီလူမေးခွန်းကမေးခဲ့ပါတယ်နော်နံပါတ်၁မဆုံးနိုင်သောခီးတန်တရားခီးကိုပြောတာနော်နံပါတ်၂မပြီးနိုင်သောအလုတ်စာဝတ်နေရီကိုပြောတာနော်နံပါတ်၃မလုံနိုင်သောအနှောင်းတန်ရောစဉ်အနှောင်းဖွဲ့ရီကိုပြောတာနော်နံပါတ်၄မရှောင်နိုင်သောဘေးအိုနာတိဘေးကိုပြောတာနော်နံပါတ်၅မအေးနိုင်သောအပူကိလေသာအပူမီးတွေကိုပြောတာနော် နံပါတ်6မယူနိုင်သောအရာမိမိတည်သွားလို့ရှိရင်ခန္ဓာစည်းစိမ်ဥစ္စာတာသမီအကုန်လုံးထားခဲ့ရမှာယူသွားလို့မရဘူးเนาะနံပါတ်9မရေရာသောလမ်းအနာဂတ်ခရီးလမ်းကိုပြောတာเนาะနံပါတ်10မမှန်းနိုင်သောနေ့တဲ့တည်မဲ့နေ့ကိုပြောတာเนาะနံပါတ်9မပြည့်နိုင်သောဆန္ဒတဲ့လောဘတွေကိုပြောတာเนาะနံပါတ်10မဝနိုင်သောအာသာတဲ့တဏှာကိုပြောတာเนาะနံပါတ်17မညာတာသောသူတဲ့တည်မင်းကိုပြောတာเนาะရှယ်ပေးခြင်းဖြစ်ကိုညီပါအောင်เนาะ